စိတ်ကိုမြတ်စွာဘုရားကအလွန်တူတဲ့ဒီဂါထာတော်လေးထဲမှာသုံးမျိုးလောက်တောင်အိဗေဖွင့်ဆိုခဲ့တဲ့ပေါ့စိတ်ဆိုတာတဲ့ဒုံနိဂဟတနှိမ်နှင်းဖို့ခက်တယ်တဲ့ကိုယ်စိတ်ကိုပိုင်ပိုင်နိုင်နိုင်ကင်တွယ်ဖို့မလွယ်ဘူးလို့ပြောတာစာတဲ့ကတရားရိုက်ဘာသာပြန်ထားတာကတော့နှိမ်နှင်းဖို့ခက်တယ်လို့ဘာသာပြန်အဲ့တော့ဦးဇင်းတို့စဉ်းစားတဲ့အရာရှိတာကနှိမ်နှင်းတယ်ဆိုတဲ့ အတုံနှုံးကဘယ်လိုနေရာမျိုးမှာတုံနှုံးတယ်လဲသိုးသွန်းတဲ့ရှိုင်းပြတဲ့လူစိုးတခိုးတွေဟုတ်လားဓမြတွေတပုံတွေအဲ့ဒါတွေကိုပြောတဲ့နေရာမှာတုံတာနော်နှိမ်နေနေဆိုတာအဲ့ဒီစကလုံးလေးကိုကြည်လိုက်လို့ရှိရင်ဒကာမတို့အင်းတို့ရဲ့ပင်ကိုစိတ်ဟာမလိမ္မာတဲ့သဘောသိုးသွန်းတဲ့သဘောရှိတယ်ဆိုတာကိုရှင်းပြနိုင်တယ်ပေါ့လက်တွေ့ကြကြနားလည်ရမှာကကိုယ်စိတ်ကိုနိုင်ဖို့အရန်ခက်တယ်ဆိုတာကိုနားလည်ရပါ အဲ့တော့ဒီနေရာမှာကိုယ်စိတ်ဟာနိုင်ဖို့ခက်တယ်ဆိုတာကိုလက်တွေ့ကြကြနားလည်ဖို့နှစ်ချက်လောက်ဦးဇင်းတို့စဉ်းစားကြည့်သေးခြင်းတယ်။ဆိုကြပါစို့တရားတော်တို့ဦးဇင်းတို့တွေမကောင်းတဲ့အလုပ်တွေဟာဆင်းရဲဒုက္ခကိုဖြစ်စေတယ်လို့ယုံလဲယုံကြည်ကြတယ်။သိလဲသိကြတယ်။အဲ့ဒါလို့သိပါလက်ကဲနဲ့မကောင်းတဲ့အလုပ်တွေကိုတိတိကြီးနဲ့လုံမိနေကြတာတွေမရှိဘူးလား။ ကိုကိုကိုဒုက္ခပေးမဲ့အလုပ်လို့တိပါလဲနဲ့တိတိကြီးနဲ့ကိုပဲအဲ့ဒီမကောင်းတာတွေကိုလုံမိနေတာပြောမိနေတာတွေးမိနေတာတွေရှိတယ်။ညင်းလို့မရဘူးနော်။ဘာဖြစ်လို့မကောင်းမှန်းသိရနေအဲ့ဒီအလုပ်တွေကိုဦးဇင်းတို့တွေမရှောင်ကျင်နိုင်ကြတာတော့လုံမိနေကြတာတော့မကင်းနိုင်ကြတာတော့လို့စစ်စစ်ကြည့်ရင်အဖြေကကိုယ်စိတ်ကို မနိုင်လို့ဟုတ်တယ်မဟုတ်လား။နောက်တစ်ချက်စဉ်းစားကြည့်ပါဦး။ ကောင်းတဲ့အလုပ်တွေဟာချမ်းသာစေလိမ့်မယ်အကျိုးရှိစေလိမ့်မယ်လို့ဒကာမတို့အရှင်တို့တွေဟာယုံလဲယုံကြည်ကြတယ်အထိုက်အလျောက်လည်းနားလည်ထားကြတယ်အဲ့လိုတိပါလက်ကင်နဲ့ကောင်းတဲ့အလုပ်တွေကိုအရှင်တို့မလုံနိုင်တဲ့အပိုင်းတွေအများကြီးမရှိဘူးလားရှိသေးတယ်ကောင်းမှန်တည်ရနေမလုံနိုင်ဘူးပေါ့နော်ဘာဖြစ်လို့မလုံနိုင်တာတုံးလို့အဖြေရှားကြည့်မယ်ဆိုရင်ကိုယ်စိတ်ကိုမနိုင်လို့ဆိုတဲ့အဖြေပဲထွက်လာတယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်မကောင်းမှန်တည်ရနေ လုံမိနေတာကိုကြည်ချင်းအားဖြင့်ကောင်းမှန်သိရတဲ့မလုံနိုင်တာကိုကြည်ချင်းအားဖြင့်တရားဓမ္မတို့အရှင်တို့ရာကိုယ်စိတ်ကိုပိုင်ပိုင်နိုင်နိုင်မကင်တွယ်နိုင်ဘူးဆိုတာရှင်းတယ်ပေါ့နော်ဒါကြောင့်မြတ်စွာဘုရားကဒုံနိဂဟတစိတ်ဆိုတာနိုင်ဖို့အရန်ခက်တယ်လို့ပြောတာနောက်ဒုတိယစိတ်ဆိုတာတဲ့လဟုနောအလွန်မှမြန်ဆန်တဲ့သဘောလေးရှိတယ်တဲ့ဘလောက်ထိမြန်တယ်လို့ပေးတဲ့လို့ကြားဘူးတော့ကြားဘူးထားပြီးသားပါလေ လက်ဖြစ်တဲ့အတွင်းမှာကိုပဲဂတိတသိန်းလောက်ဖြစ်ပြီးတော့ချုပ်သေးလို့ကြားဘူးတဲ့ဒါကမြတ်စွာဘုရားရဲ့တပ္ပယုဒဉာဏ်နဲ့မြင်တော်မူတဲ့အမြင်ပါတရားဓမ္မတို့ဥရှင်တို့တွေမြင်နိုင်တဲ့အမြင်မျိုးမဟုတ်ပါဘူးတရားဓမ္မတို့ဥရှင်တို့သိနိုင်တာကတော့ဟာအစိတ်တွေကဟိုရောက်ဒီရောက်အခုပဲကောင်းတာတွေးလိုက်တော့ကြမကောင်းတာတွေးလိုက်အခုပဲကောင်းတာကြံစီလိုက်တော့ကြမကောင်းတာကြံစီလိုက်တစ်မျိုးတစ်မျိုးတစ်မျိုးပြီးတစ်မျိုးတွေးနေတာပဲလို့ဒီလောက်ပဲသိနိုင်တာပါသို့တော့ စိတ်ဟာအယမ်းမြန်တယ်ဆိုတာကိုတော့တည်တည်ချာချာစဉ်းစားကြည့်ရင်လက်မခံတော့မရအောင်ဆွေးကြပါစို့ဥရှင်ဥမာတခုပြောမယ်။ဟိုအိမ်မှာအေယာကွန်လေးဖွင့်ပြီးတော့ထမင်းစားရင်းနဲ့တီဗီကြည့်တယ်လို့ဆွေးကြပါစို့။အဲတီဗီရှေ့ထိုင်ပြီးတော့ထမင်းစားရင်းနဲ့အေယာကွန်လေးလည်းဖွင့်ထားတယ်။တီဗီကပြတာကိုလည်းမြင်ရတယ်တီဗီကထွက်လာတဲ့အတန်ကိုလည်းကြားရတယ်။ကိုစားတောင်းနေတဲ့အစာအာဟာရရဲ့အနံ့အရသာကိုလည်းသိတယ်။ တရားကုန်းဖွင့်ထားတဲ့တွေ့ကြောင်အေးအေးလေးဖြစ်နေတယ်ဆိုတာကိုလည်းခံစားရတယ်။ဟောအာယုံ၅ပါးလုံးနော်။အဲ့ဒီအာယုံ၅မျိုးသလုံးကိုဦးဇင်းတို့တွေဟာတပြိုင်တည်းခံစားနေတယ်လို့ထင်ရလောက်အောင်တကယ်တမ်းကတပြိုင်တည်းသိတာမဟုတ်ဘူး။နော်စိတ်ဆိုတာတစ်ခုပြီးမှတစ်ခုဖြစ်တာ။မြင်နေတဲ့အချိန်မှကြားတဲ့စိတ်မရှိဘူး။ကြားတဲ့စိတ်ဖြစ်နေတဲ့အချိန်မှမြင်နေတဲ့စိတ်မရှိဘူး။ ဒါပေမဲ့ तू အယမ်းမြန်တဲ့အတွက်ကြောင့်ဦးဇင်းတို့တရားတပြိုင်တည်းထဲမှာကိုပဲတစ်ချိန်ထဲမှာကိုပဲငါဟာမြင်လဲမြင်နေတယ်ကြားလဲကြားနေတယ်စားလဲစားနေတယ်လို့ထင်ရတယ်။အဲ့လောက်ထိဒီစိတ်ဟာမြန်တယ်ဆိုတာကိုဦးဇင်းတို့တွေးကြည့်ရင်မသိနိုင်ဘူးလား။သိနိုင်တယ်။ဒါကြောင့်မြတ်စွာဘုရားကစိတ်ဆိုတာလဟုတော့အလွန်မြန်ဆန်တဲ့သဘောရှိတယ်တဲ့။အဲ့လိုမြန်လွန်းတဲ့အတွက်ကြောင့်တော့ကိုပဲကင်တွေရတာခက်နေတယ်။ခုပဲတစ်မျိုးတော့ကြတစ်မျိုးဖြစ်နေတိုင်းဖြစ်နေတယ်။ဟုတ်လား။ ဒါကြောင့်စိတ်ရဲ့တဘာဝကိုမြတ်စွာဘုရားကအဲ့လိုလေးပုံဖော်ပြောတာ။နောက်တတိယစိတ်ရဲ့တဘာဝဘလို့ပြောတော့ဒါလေးကပို့ပြီးတော့လက်တွေ့ကြမယ်။ယထာကာမနိဗ္ဗာတိနောစိတ်ဆိုတာရောက်ချင်တဲ့နေရာကိုဗယံမရာစီကံမရှိရောက်သွားတတ်တဲ့သဘောရှိတယ်တဲ့။အရင်စဉ်းစားတဲ့အကောင်းတဲ့။ကိုဘာတွေတွေးနေတယ်လဲကိုဘာတွေကြံနေတယ်လဲဆိုတာကိုဘယ်သူမှလည်းမသိနိုင်တာဖြစ်လေတော့စိတ်ကလွတ်လွတ်လပ်လပ်ကြီးမကျက်စားတဲ့နဲ့မရောက်တဲ့နေရာမှာကျက်စားနေတာတွေရောက်နေတာတွေအများကြီးမရှိဘူးလား။ ငါအသက်အရွယ်နဲ့ဒါမျိုးတွေမတွေးသင့်ဘူးလို့စိတ်မှမရှိဘူး။ငါအစဉ်အတန်းနဲ့ဒါတွေမကြံစည်သင့်ဘူးလို့ဒါမျိုးလည်းမရှိဘူး။ကိုကြံနေတာကိုတွေးနေတာဘယ်သူမှမသိနိုင်တာကိုကစားအလွန်လုံခြုံတဲ့ကာပါကြီးတစ်ခုလိုဖြစ်နေတာ။ဟုတ်တယ်မဟုတ်လား။ဒါကြောင့်တခါတလေလူကဘုရားရှင်ရှင်မငုတ်တုတ်ထိုင်တရားမှတ်နေတဲ့အမူအရာလေးရှိနေမယ်ပေါ့။သို့သောအဲ့ဒီအနေအထားမျိုးမှာကိုပဲစိတ်ကမသိမ့်တော်တဲ့နေရာတွေကိုရောက်သွားတတ်သေးတာပဲလေ။ဟုတ်လား။ ဒါကြောင့်တရားတော်မတို့ဦးနှုတ်ရဲ့စိတ်ဟာစီကံမရှိဘူးဆိုတာကတော့အလွန်မှသေးကြတယ်ဟော။ဒါကိုမြတ်စွာဘုရားကယထကာမနိပါတိနော။ तू ရောက်ချင်တဲ့နေရာကိုဗယံပရာရောက်သွားတတ်တဲ့သဘောရှိတယ်တဲ့။ဘာကိုမှငက်ကွက်ထောက်ထားတဲ့သဘောမရှိဘူး။စိတ်ရဲ့သဘော။အဲ့ဒီလိုသဘောတဘာဝရှိတဲ့ဒီစိတ်ကိုဓမ္မတော်တကယ်လို့သာယဉ်ကျေးအောင်ဆုံးမနိုင်မယ်ဆိုရင်သာတုအဲ့ဒါအလွန်ကောင်းနေတဲ့။ဘာဖြစ်လို့တော့ တန်တန်ဆုံးမလို့ယဉ်ကျေးပြီဆိုရင်စိတ်တန်အဲ့ဒီယဉ်ကျေးတဲ့စိတ်ဟာဒုက္ခဝဟအမျိုးမျိုးသောချမ်းသာကိုပေးနိုင်တဲ့အစွမ်းတတ္တိရှိနေတယ်တဲ့